မိမလက်နဲ့လက်ဟာပါဇက်ပြောပုံမြင်တပုတ်ရှိရဲ့အဲ့ဒီပုံမြင်ကမိမလက်နဲ့ဆိုတာကိုသိရလိမ့်မယ်မိမရဲ့လက်နဲ့ကပြင်းထန်တဲ့ထိရောက်မှုရှိတယ်ဟုတ်ရှိရှိတုန်းကကဘာဦးဆားလောက်ကပေါ့အဲ့ဒီကာလတကုတ်မှာ ကြားနေမှာကအတူတူမနေကြဘူးတဲ့မိမတွေကအသားစားကြားတတော်ဝထွားထွားဆိုင်ဆိုင်ကြီးတွေနဲ့ဒါအတူနေခြင်းပဲရောက်ကြလူတတော်ဝတွေနဲ့အတူမနေဘူး ။ယောက်ျားတွေကလည်းတရိษံမြောင်းမတွေနဲ့သာအတူနေမယ်။လှပတဲ့လူမိန်းမတွေနဲ့အတူမနေကြဘူးတဲ့။ကြားထဲမှာရံပတ်ပဲ။ယောက်ျားကတိုင်းပြည်တပြည်၊မိန်းမက တိုင်းပြည်တပြည်၊တီးခြားကြည့်မရတဲ့ရန်သူကြီးတွေလိုနေထိုင်ခဲ့ကြတယ်။သူတို့ထဲမှာဖောက်ပြန်တဲ့သူရှိလို့ရှိရင်မိတဲ့အခါအဲ့ဒီမိန်းမကိုကောင်းဖြတ်သက်ရစ်ပူစော်ရယ်။ယောက်ျားတွေလည်းမိန်းမနဲ့ညှိစွန်းလို့မိလာတဲ့သူရှိရင်အရှင်လက်လက်ကြိုးတုပ်ပြီးတော့မင်းမြိုက်တယ် ကျင်းထန်တဲ့ဈာမတတဝါခွဲစားစိတ်တွေကြောင့်ယောက်ျားတွေကလည်းတိုင်းပြည်တပြည်မိန်းမတွေကလည်းတိုင်းပြည်တပြည်နေကြတယ်။ဈာနဲ့မားတို့ရဲ့စစ်ပွဲကို မကြခဏဆိုသလိုပဲဆင်နွှဲကြတယ်။ဈာကလာတိုက်လိုက်မားကလာတိုက်လိုက်နဲ့ဘယ်ဘက်ကဥအောင်စတိုးတိုးတိုက်ပွဲမှန်သမျှမိန်းမကကြီးနိုင်နေ။ယောက်ျားတွေဘက်ကကြီးပဲရှုံးနေ။အောင်မြင်စွာမစုတ်ခွာရပဲခွေးပြေးပြေးရတယ်။တေလူမျိုးပါဒလိုပဲအရှုံးပေးပြေးရတဲ့အကြောင်းအရင်းကိုရှာတော့ လုံးလဝရိယတတိအိုက်ဒီတိုက်ပွဲအတွက်အဓိကစားတဲ့အချက်တွေမှာမိမတွေကတာနေတယ်။ယောက်ျားတွေကကိုခန္ဓာသာတောင့်တယ်ပေမဲ့ငပြင်းတွေတတိလည်းမထားမိကြဘူး။အလစ်မှာမိမတွေလာတိုက်တာခံရတာကြီးပဲ။ဓာလန်လေးညချင်းကလည်းသုံးဆွဲမှုပိုင်းမှာအတူတူပဲ။ဒါပေမဲ့မိမနဲ့ယောက်ျားချင်းကွာဟသွားတာကတော့ဇာလနဲ့ကဝရိယမရှိပြင်းတော့ဓာတုံးတွေလန်တန်ကြီးတွေတက်ညတိကြအောင်လုံးလဝရိယနဲ့ကြင့်မထားတော့လက်မတည့်ဘူး။ မိမတွေကတော့ခဝဲဝဲကပြစ်လဲမှအောင်ပြစ်နိုင်တယ်။မိမတွေကတိုက်ပွဲတင်ဆက်မှုအတွက်ထထိုးညံရှိအောင်သာမကတတိကလည်းအမြဲတမ်းရှိနေတယ်။ယောက်ျားတွေဘက်ကအဲ့ဒါကိုအခဲမကြည့်ဘူး။ယောက်ျားဘရင်ကြီးကကြာလာတော့သူ့ဘက်ကအားနည်းချက်ကိုတည်လာတယ်။ဟိတ်ကောင်လေးမင်းတို့တွေမိမတွေကိုမနိုင်မချင်းဆက်ပြီးတိုက်ရမယ်။မနိုင်သမျှတိုက်ရမှာပဲလို့ဆိုတယ်။အဲ့ဒီအမိန်နဲ့အတူထုတ်ပြန်တာကတော့အခုတိုက်နေတဲ့တိုက်ပွဲမှာမိမတွေထက် ဓာလန်လေးညမထက်မြက်တဲ့ယောက်ျားမှန်သမျှခေါင်းဖြတ်အပြစ်ပေးမယ်လို့ပူတွဲကြင်ကြလိုက်တော့တာပေါ့အမိန်ကြောင့်အားလုံးကလှုပ်ရှားကုန်ကြတယ်ပေါ့ပေါ့မနေပဲနဲ့သတိဝရိယလုံးဝရရှိလာကြတာပေါ့လက်နက်တွေတပြောင်ပြောင်ညှားစုပ်တွေတရှိရှိနောက်တဆင်ဆင်နဲ့လေယောက်ျားဘရင်ကြီးကသူ့ကြားတော့ကိုအားရလောက်အောင်ဖြစ်တဲ့အချိန်မှာတော့မိမဘရင်မကြီးစီတိုက်ပွဲသတင်းတိုက်ပွဲခေါ်သာတဝန်လာကြိုးပို့လိုက်တယ်။မောင်မောင်တို့အဖွဲ့လာမယ်ပေါ့လေ ဒီတပွဲတော့မောင်မောင်တို့အဖွဲ့မင်းတို့ကိုအနိုင်ယူမယ်ပေါ့မတ်ချောတို့နားဖို့သာပြင်တော့လို့ဆိုတယ်အဲ့ဒီမှာဘယင်မကြီးကလည်းတိုက်ပွဲကိုလက်ခံလိုက်တယ်စိန်မော်ရင်စိန်ခေါ်ရင်တိန်မော်ထိမမတို့အဖွဲ့ကလည်းလိုက်တိုက်မယ်ပေါ့ဒီတကမှာတော့အချားဆိုရင်အစိမ်းစားမယ်မမတို့အဖွဲ့ကလည်းအင်းစီအချားတော်မိုးဝေဖို့ဆိုပြီးတော့တရင်ပြန်နေကြံစာတစ်စောင်လဲပေးလိုက်တယ်အဲ့ဒီပြန်စာကတော့ဒီမှာကိုရွှေဘယင်တော့ဘယင် ပြီးခဲ့တဲ့တိုက်ပွဲတွေမှာငါတို့မိန်းမတွေကပါမလက်နက်တွေကိုသာသုံးဆဲတိုက်ခိုက်တယ်။အခုဒီချိန်မှာတော့အလွန်ထက်မြက်တဲ့လက်နက်တွေသုံးတော့မှာမလို့နင်တို့ပဲရှုံးမှတေးကြတယ်။အခုဒီချိန်ရှုံးသူကတသက်တာပတ်လုံးစစ်သုံးမအဖြစ်နဲ့ကျုံခံကြီးလိုဂရီတောင်းလိုက်တယ်။ကြားပရင်ကြီးကလည်းသဘောတူလိုက်ရတယ်။ဒါပေမဲ့မောင်မောင်တို့အဖွဲ့တွေကမတွေးတဲ့မကြံတတ်အောင်ပဲဖြစ်နေတယ်။မောင်မောင်တို့အနေနဲ့စက်ပွဲကိုရှောင်ဖို့ရာကလည်းအခက်ရှောင်မြင်ရင်လည်းမောင်မောင်တို့အဖွဲ့ကနေ ူများတို့အဖွဲဖြစ်သွားမယ်။နှွေးရတဲ့ရင်လဲမမတို့အဖွဲကပါလက်နဲ့စမ်းလေးတုံးပြီးတိုက်ခိုက်မှလဲ။အင်းဒုံးကြီးရင်းနဲ့ညာလန့်ပြစ်မှလားဆိုပြီးတော့ခလန့်လန့်တော့ဖြစ်နေကြတယ်။စတန်နဲ့ပြည့်ရင်တော့မလွယ်ဘူး။ယောက်စာတကုံလူရီချုံကကောင်းရင်တောင်မော့ကျဲကိုစုခုလို့တော့မှရှိသေးတာပဲ။ကျဲစုဖို့ကမြင့်နေမမတို့အဖွဲကိုတော့တိုက်ဖို့ကလွယ်ပါတယ်ဆိုပြီးတော့ဇားပရင်ကြီးကမိမ့်မညံစင်းတော့တယ်။နောက်ဆုံးသူမှန်သမျှခေါင်းဖြတ်တတ်မယ်တဲ့။ မမတို့အဖွဲမမျော်လင့်နဲ့အကာလညတကောင်ရဲ့အချိန်မှာကြိုးပြီးမတိအောင် တူးထားတဲ့ဥမင်နိုင်ကောင်းကြီးတစ်ခုလည်းဝင်ရမယ်။ရိုးရဲရောက်ရင်မိဘအိမ်မန်သမျှတအိမ်တယောက်အိမ်ထဲဝင်ပုံနေရမယ်။မနက်လင်းလိုအချက်ပေးတာနဲ့စစ်သုံးမမိမာတွေကိုရှေ့ကတင်ပြီးတော့ဘရင်စီလာပြီးတော့လူတိုက်ပွဲအစီအစဉ်ကိုဆွဲတယ်။လို့ဘတ်ပြောင်စားစပွဲဆင်ရတယ်။ဘရင်ကြီးကိုယ်တိုင်ကလည်းဘရင်မာကြီးရဲ့နန်းတော်ထံကိုချင်းနေဝင်ရောက်တယ်။ ဟောမနက်မိုးလင်းလို့တိုက်ပွဲလဲခေါ်ပြီးရောယောက်ျားတွေကိုကြိုးတုပ်ပြီးတော့မိန်းမတွေကတုံပန်းချင်းနဲ့ဖမ်းလာကြတယ်။အဲ့စီမိုးဒူးနဲ့ဘယင်စီကမျက်လုံးပြူးသွားတယ်။ဟာဘလို့ဖြစ်တာလဲ။အိမ်မက်တော့မဟုတ်ပါဘူး။မောင်မောင်တို့အဖွဲ့ဝဲမှန်သမျှကိုမမတို့ကကြိုးတုပ်ထားကြပါလား။ဘယင်စီကဒေါကန်ပြီးတော့ဘယင်မကြီးကိုဖမ်းလိုက်တယ်။ပြီးတော့လေဘင်းကိုဓားနဲ့တိတ်ထားတယ်။သူ့စိတ်ထဲမှာတင့်စင်တာရှိတယ်။ဘယင်မရဲ့ဇက်ပေါ်ဓားတင်ပြီးတော့ကဲမဲမင်းကြီးမှာ ဒီတိုက်ပွဲမှာနင်တို့မိမတွေဘာလက်နဲ့တော့လဲပြောစမ်းငါးကောင်တွေအားလုံးကြိုးတုတ်ခံထားရပြီဖြေစမ်းအဲ့ဒီအခါမှာတော့ဘယင်မာကြီးကမျက်ရည်အသွေးသွေးကျပြီးငိုတယ်မမောင်တို့ရေမမတို့လက်နက်ကအဲ့ဒါပါပဲလို့ပြောနေသလိုပေါ့တနားစပွဲငိုနေတဲ့ဘယင်မာကြီးကိုကြည့်ပြီးတော့ဘယင်ကြီးကစိတ်ပြောင်းသွားတယ်ဒါကိုဇက်ပေါ်ကချကချော့မော့မေးရတော့တယ်အဲ့ဒီတော့မှဘယင်မာကြီးကဖြေတယ်မမတို့လက်နက်ကိုမသိဘူးလားအခုထိမသိသေးဘူးလား မမတို့ရဲ့လက်နက်ကမျက်ရည်ပေါ်မမောင်ရဲ့မမောင်တို့အဖွဲ့ဝင် အားလုံးကလည်းအဲ့ဒီမျက်ရည်လက်နက်မှာပဲအကြမ်းခံလိုက်ရတယ်။အဲ့ဒီကာလာခေစီကလည်းစားလို့မိမလက်နက်ကိုအမတုနိုင်စားတဲ့မမောင်တို့ကတားဆင်မြည်းဆက်မိမရီရဲ့စီးချုံဖြစ်နေကြတော့တာပေါ့။ကြားကနေနွားဖြစ်ကြရတယ်လေ။ဘင်္ဂလိနှုတ်ကရှောင်းသွားတဲ့စကားတခွန်းမိမတယောက်ရဲ့မာယာရဲ့အတိတ်ပဲပါတဲ့စကားတခွန်းရဲ့ကိုပြောလိုက်ရင် ယောက်ျားတွေဟာတင်းမာတဲ့နှလုံးသားတွေနူးညံ့သွားတော့တယ်။အလားအမမဟုတ်ရင်တော့အလွန်တင်းမာသွားတတ်တယ်။လောကသဘာဝဖြစ်တဲ့အခြေခံသုံးမျိုးမှာနှုတ်ထွက်စကားဝယ်စည်းကံကလည်းအလွန်အရေးပါတယ်။မိမတယောက်ကဟန်ပတ်အမူအရာနဲ့အတူ ရမတ်ကိုနှိုးဆွရင်တော်ယုံတန်ယုံဖို့တတော်ဝါခံနိုင်ခဲ့ပါတယ်။မိမတယောက်ရဲ့စကားတခုနှုတ်ထွက်မှရင်လည်းဒုက္ခရောက်တတ်ပါတယ်။အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့အင်းဝါခက်ကစူပါစတားဖြစ်တဲ့စိုးဖို့မယ်အကြောင်းပြောပြမယ်။ အင်းမခေစူပါစားရီရဲ့မှာစောဖို့မေကတော်ယုံတန်ယုံမဟုတ်ဘူးသူ့ကိုမင်း90ကြီးများတော်မိဖုရားမြောက်ခဲ့တာကိစ္စကတကယ်မလွယ်တဲ့ကိစ္စပါတွေးကြည့်ပါလားငားရောက်ဇက်တိုက်ကြိုက်ဖို့ဆိုတာကလွယ်တဲ့ကိစ္စမှမဟုတ်တာတတ်မဲ့အသုံးဆောင်ပစ္စည်းတစ်ခုကိုတော့မှငားရောက်ဆက်ပြီးသုံးခဲ့ပါတယ်တိတ်ကောင်းတဲ့ပစ္စည်းမှသာသုံးကြတာမဟုတ်လားစောဖို့မေကလှတယ်လာယုံမဲလားဆိုတော့မဟုတ်ဘူးဟန်ပန်ကကြွကြွရွရွ အားထက်လိုလှလှပပကြွရွရွရွတာမကပဲနဲ့ပြောရေးဆိုရေးချို့လူမှုရေးဘက်မှာလဲဟာကွက်ကမလိုပြန်ဘူးအဲ့ဒီမိမချောမိမလာလေးကနန်းတွင်းရေးကိုခြေလှယ်နိုင်တဲ့အထိဩဇာကြီးခဲ့တယ်။သူမကိုမင်း50လုံးကချစ်တယ်။ဘရင်မင်းကောင်ကလည်းမျက်နှိုးသလိုတီဟာသူကလည်းတွေ့တာတယ်။မင်းလာငယ်ကလည်းမြစ်တာရှိသလိုမင်းကလေးကြီးတောင်မျိုးကတစ်ဆာထားခဲ့တယ်။နောက်ဆုံးမိုးညင်းမင်းတရားကလည်းမပြတ်ရင်းခဲ့ပါဘူး။ အင်းဝမင်းဆက်မင်းကောင်ကစောဖို့မယ်ကိုရှင်ဖို့မယ်ကိုဟန်တာဝရီကိုစစ်ထိုးပြီးအချိန်မလောက်လောက်ထွက်ပြေးရမှာစင်မော်ကနေကြခဲ့တယ်။မင်းသမီးအထက်ကလည်းဇိုးတယ်။တလွန်မော်ကကြတာမဟုတ်ဘူးစင်မော်ကကြတာ။အတော့မှမိဖုရားရှင်မင်းနောက်နဲ့ရှင်ဖို့မယ်တို့နှစ်ယောက်လုံးပါတယ်။ရှင်မင်းနောက်ကိုဟန်တာဝရီဘရင် ရာဇာဒရက်ကတင်ပိုက်လိုက်တယ်။စင်ခဲတယောက်ကရှင်ဖို့မယ်အလာကိုစင်ခဲတယောက်ကရှင်ဖို့မယ်ကိုကောက်ပြီးခေါ်လာခဲ့တယ်။ မိဖုရားတောင်ပြန်မကောက်နိုင်အောင်ပြေးရတဲ့ဘယင်ဖြစ်ကိုစာရေးသူကရာဇဝင်ဖတ်ရင်လည်းရင်ကျင်းမိတယ်။ခွေးပြေးဝက်ပြေးဆိုတာအဲ့ဒါမျိုးပဲဖြစ်မှာပါ။ဒါပေမဲ့ဘယင်ကဆင်းနေပြီးတော့ဆင်ပြေးပေါ့။ကောက်လာခဲ့တဲ့စင်ကေကခအေးအေးခယူးယူးတဘာပြေးပြေးတောက်တင်းတဲ့မိဖုရားကို လင်းစင်ပေါ်မှာတိတ်ပြီးသူကမြေပြင်မှာအိတ်တယ်။မွေးတဲ့လို့မွေးရတော့မယ်။တငယ်မကုတို့ကကုတို့လို့သဘောထားခဲ့တယ်။နောက်ရအချို့လွန်မြောက်တော့နေပြီးတော့ပြန်ရောက်ပြီးတော့ပစ္စည်းအပ်မိဖုရားအပ်လောက်တာပေါ့ ဘယံမင်းအောင်ကလည်းသူ့ပြည်စီသူပြန်ရလို့ဝမ်းတာတယ်။ဒါပေမဲ့ချောသားတဲ့မိဘရနဲ့စင်ကဲပေါ်မှာစိတ်ခါစနိုးစနောင်ပဲ။စင်ကဲဆောင်မကြည့်ုံသာကြည့်ရှုလို့ကြည့်ရှုတာဖြစ်မှာပါလို့စိတ်ဖြေနေခဲ့တယ်။အဲ့လိုဖြေပြီးပြ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 နေလာခဲ့တာဘာပြဿနာမှမပေါ်ခဲ့ဘူး။ပေါ်ကျင်လာတော့လှပတဲ့မိဘရရဲ့နှုတ်ထွက်စကားတကွန်းကြောင့်ပြဿနာအကြီးကြီးဖြစ်သွားရတယ်။ရိုးရိုးကြီးစင်ကဲကလည်းရှင်ဖို့မယ့်စကားကြောင့်ခံလိုက်ရတယ်။မိဘရရဲ့စကားတကွန်းဟာစင်ကဲဇက်ပေါ်မှာဓာဝဲတော့တော့တယ်လေ။ ဘလို့စကားထွက်လိုက်လဲလို့သိချင်ကြမှာပဲအဖြစ်ကဒီလိုပါမိမရသောရှင်ဖို့မေကကွန်တီညက်တဲ့အဲ့ဒါလက်ကိုညက်မိတယ်အလိုဖေယဖေယအဲ့ဒါလိုတားလိုက်ရင်တော့ဘာပြဿနာမှမပေါ်ဘူးသူကအဲ့ဒါလိုမတားပဲနဲ့သူ့နှုတ်ကနေအလိုစင်ခဲ့တဲ့အဲ့ဒီတော့ဘယင်စီကအညက်ထွက်တော့တာပေါ့ငါမိမနဲ့စင်ခဲ့နေကနေညခရီးနေခဲ့တယ်အခုလေအလိုစင်ခဲ့လို့ရောင်းလိုက်ပုံကဧကန်နာတော့ဧကန်နာပဲဆိုပြီးစိတ်စနိုးစနောင့်ဖြစ်ရကနေ တောင်စွေနေခဲ့ရင်စင်ခဲချောင်းတော်လို့လို့ပြလိုက်တယ်လေမိမတယောက်ရဲ့နှုတ်ထွက်စကားကဘလောက်များအရေးကြီးလိုက်တယ်လဲနော်မိမကောင်းဖြစ်ဖို့စကားတခုံးကအရေးကြီးလာပါတယ်ရောင်ရမ်းတာကအဆပါပဲတလို့ဖြစ်လို့တော့ရှေဖို့မယ်ကမိမဆိုးစင်ရင်ဝင်သွားတာပေါ့ကို့အသက်ကိုကယ်ခဲ့တဲ့လူကိုပြန်တတ်တယ်လို့ဖြစ်သွားရတယ်နောင်ကိစ္စဆိုတွေကရှင်ဖို့မယ်ရင်တစ်ချက်မင်းဆက်ကငါးသွဲရွှေမပြက်စူလျားချေသည် ထားတဲ့သွေးဦးတန်းလို့ဆိုရင်စာရေးသူကတော့ရှင်ဖို့မယ်စကားတစ်ချက်မှမျက်နှာသားချက်ကစင်ကဲချက်မှဝဲပြန်ကသွားလို့ပဲ ဆိုလိုက်ချင်မှာတော့လေမာယာလေးကြီးပေချမ်းငန်ဆရာကနေခွဲခြားပြတာရေးမှတ်ထားတယ်ဆိုတာတော့မသိပါဘူးမိမတွေမှာမာယာလေးကြီးရှိတယ်လို့အရေးစားဆုံးအဆက်ဆက်ကဆိုခဲ့ကြတယ်စာရေးသူလူမြန်မာလူမျိုးတွေမှာမိမမာယာလေးကြီးရှိတယ်လို့ရှိအစင်ဆက်ကဆိုမင်းခဲ့ကြတာကိုနားလည်ထားကြပါလား အဲ့ဒီ40ကတော့ကိုဟန်ပန်ကိုစန့်ပြတာကိုကိုညွတ်ကွေးပြတာအလားအပါကိုတမင်ကြတာရှက်နိုးရောင်ပြူတာလက်သေးခြေသေးအစင်းစင်းပုတ်ခတ်ပြီးတော့ပြတာခြေဘွားနှစ်ခုကိုပန်နေပြတာရေကိုတုံးနဲ့ချိရွေးပြတာခလေးငယ်ကိုမြောက်ချီမြူပြတာမြူပြရင်တပားသူကိုတိုက်တွန်းတာခလေးကိုနမ်းပြတာမိမိကိုကလေးကနမ်းစေတာကလေးနဲ့ကစားတာကလေးနဲ့ဖက်ရမ်းတာကလေးကိုမုံပေးတာတခုခုကိုပေးတာ ကလေးနဲ့လိုက်ပြီးအတူပြူတာတာယာသောအတန်ကိုပြူတာမနစ်သက်ဖွဲ့သောအတန်ကိုပြူတာဒီတခြင်းဆိုတာစိတ်ငြိမ်ရမှာကတာတင်းစွာရေမောပြတာစောင်းငယ်ကြည့်တာစာနဲ့ကြည့်တာတင်းစုံကိုနေမြင်ပြူပြတာလိုဝတ်အပ်တဲ့အင်္ကာကိုလူမြင်သားစေတာပေါင်ကိုဖွင့်ရတာသားမြက်ကိုမလုံမလဲပြူတာပေါင်ကိုဖုံးပြရန်ပြူတာလက်သီးဆုပ်ပြတာဆက်ကိုပြတာမျက်စိမိတ်ပြတာမျက်ခုံးချီပြတာမျက်စာပြစ်ပြတာ နှကန်းကြိုက်ပြတာရှာထုတ်ပြတာထမိန်ကိုကျွတ်ဟန်ပြူတာထမိန်ကိုရော့ရဲဟန်ပြူတာခါကိုလှုပ်ပြတာစပင်ကိုဖြေးပြတာစတုံးကိုဖြေးပြတာပဲဖြစ်တယ်။အခုကမာယာတွေကတော့40သားမကဘူးထေးကျွေဝါနေပါပြီ။နှကန်းမှာစေဆူညက်လုံးမျက်ခုံးမှာစေဆူရန်သားပွင့်နဲ့လဲဝိုက်ဝိတ်ပြီးတော့ထမိန်တူတူမာယာမျိုးတွေပါပေါက်လာရင်တော့မာယာ40မကတော့ဘူးမာယာများစွာဖြစ်သွားခဲ့ပြီ။ကာမေတုကန်ရဲ့အပြစ်ဒဏ်14ချက် သူများခင်မောင်းတယ်လင်ကိုပြမကျူးလို့ရင်အဲ့ဒီမိမက အဖြစ်တန်း14ချက်ကိုခံရမှာမလွဲဘူး။မယံငယ်ဘဝဟာတိတ်ဆိုးတယ်။ဘလို့ဝဲဝေးရဝေးရဘလို့ဝဲကောင်းကောင်းဆရနာမည်ကမလာဘူး။ခေါ်တာကလင်ခိုးမာတဲ့။ခစ်စကားပဲလှအောင်ခေါ်တဲ့မယက်ပြိုင်းလို့ခေါ်တဲ့သူကနေ။သူများခင်မောင်းကိုယူခြင်းကမယက်ကြီးကိုတောင်မကခလေးတွေကိုဒုက္ခပေးတာနဲ့ပါတူတယ်။ဒါရင်မကပဲကိုမိပါဆွေမျိုးမောင်ပါ အကိုတွေကိုပါတိတ်ခါကြအဆက်ရစေတယ်။ မိမကောင်းတွေကသစ္စာရှိစွာနဲ့တတိရှိစွာနဲ့လင်အသက်ဆက်ဆက်ကိုယူကြတယ်။သူများလင်ကိုတော့မခိုးကြဘူး။ကိုကပဲပြန်ရှာကျွေးရကျွေးရရဲရဲရင်ရင်ယူကြတာပဲ။ယူပြီးတဲ့နောက်လာရမနေဘူး။အဲ့ဒါမိမကောင်းအင်ကပဲ။မိမကောင်းတမ်းမှန်တပွင့်တံပေါ့။မိမကောင်းတရားဖြစ်ဖို့ဆိုတာကယောက်ျားကောင်းတရားဖြစ်ဖို့တပိုခဲရင်ပါတယ်။သူမခင်မုန်းတဲ့လင်ကိုခိုးယူပေါင်းနေကြတာကလောကမှာအယုတ်ဆိုးအကြီးတန်းလာတယ်။ ။အဝင်းစင်ကအဲဒီကိစ္စမျိုးကိုရှုံချရုံသာမကလုံးဝလက်မခံကျင်ကြဘူး။မတတ်တာလိုလက်ခံရလည်းမနှိမ့်မျိုးကြဘူး။ယူသူတွေပါလဲအပြစ်မလွတ်ပါဘူး။မလွတ်တဲ့အပြစ်14ဇက်ကတော့ရန်သူနဲ့တွေ့ရတာ။လူများမုန်းတီးတာ။စားဝတ်အိတ်ရခတ်ခဲတာ။အမျက်ဒေါသကြီးတာ။သူတပားယုံကြည်မှုကင်းမဲ့တာ။လောကုတ်တရားတရားမရရှိနိုင်တာ။စီးစိမ်ဥစ္စာပျက်စီးတာ။စင်ရဲကြီးစွာတွေ့ရတာ။အပတ်တိုးတာ။စစ်သူနဲ့ကြွေကွင်းရတာ။တွေ့ဝေတတ်တာ။ရုံမသံတရားများတာ ေးရန်တရေညားတာအပယ်လေးပုံမှာဖြစ်ရတာပါပဲမိမစကပုံကညာဖြူရအိတ်ထီယာယူပကောင်းရဲ့ဇဒုံဖြက်ငတ်သမီးလိန်မာလာတဲ့ချီမွန်ကောင်မရောင်းမမြင်စီထွက်နတ်သမီးကလတ်တော့ကြီးပြက်သမီးတကောင်ငွားတထောင်းငားမငတ်တလောက်မရမစတော့အိတ်တဝိကနတီဝတ်မိပါဇကနာမထောင်းကားတကောင်နဲ့တို့လို့တွဲလဲ မုံဆိုးမအိမ်ကသာတွေ့ရမရှိဒုံတိတိမဲတရွာမောက်တမျိုးမောင်ကောင်းစားတော့နမမီးဘူးချောင်းနမကောင်းစားတော့မောင်အိမ်အိုးခန်းမိမစိုက်တော့မျောလိုက်တာယောက်ျားစိုက်တော့ဆိုက်ဆိုက်လာမိမတို့အိမ်ဒီရွှေပေးလို့မရယောက်ျားတို့ပုံလက်ယုံမိမတို့ပုံစတုံးယောက်ျားပြင်စောခင်မိမပြင်ခြေစင်းမိမလက်ဘတ်ဘတ်တပွင့်တန်းမိမအလိုလိုက်အမိုက်အဖက်တေမိမမာယာသေးကိုးပြမိမဖြက်ဒီပြက် ညင်းအောင်ကိုကျွန်ကလာမရတော့သူယောက်ျားကောင်မောင်မတထောင်ရီးစားတထောင်လင်ကောင်တယောက်ရီးစားဦးကို မေးဦးရတော့မမိရေရှိမှငါရှိလင်ရှိမှသားရှိလင်စိုးမရတဖားပါသားစိုးမအေးတပေပေလင်ကွာတတတလင်တီတတတလင်ရတပြပြလင်ဆန်၍လင်ခွေးနဲ့ညာတားသိလင်စုံ ကုံရုံးကြွေးတီလူအင်မရမေတီလသုံးချောင်းပြောင်းသောရှင်သုံးလင်ပြောင်းသောမိမဘယ်တော့မှမကောင်း အကမ်းမရတနခေါမလို့ထမင်းသာဝေစားမယ်လင်ကိုမဝေမယူနိုင်တကောမရှိတော့ယထာမတဲ့လေသလိုလင်မရှိတော့မရကလည်းမတဲ့တဲ့တသားမွေးတသေးလတပင်လဲမူတပင်ထူးတလင်မကောင်းတလင်ပြောင်းတခုလိုက်ရှာတလင်ွာတွေ့လာတမျက်နာရင်တကောလုံးတမီးကညာရွေရောက်လာအခါမလင့်တာသူ့တမီးမရခင်သူ့အမေကိုဖြာလို့လိတ်ထိတ်ပေါ်တဲ့သူ့တမီးရတော့သူ့အမေကိုဖြာလို့ခင်းရှင်ပတ်နေတမီးပေးမှာတမရ တီမာခရိုင်အချို့တမီမာမိဘအချို့ထားရရင်မရခတ်စားစရာရင်အသားဖတ်ထားစရာရင်မရခတ်၍ပြောင်းစားစရာရင်အသားဖတ်မှာကောင်းထင်ပေါ်ရင်စင်တော်ကောက်လိမ့်မယ်ထင်ပေါ်ခြင်းဘယင်ကတော်လို့နောက်ဆုံးပလုံးဆုံးလာပြေရိုးထုံးစံရှိရဲ့တမီဆိုသားဆိုပြေရိုးထုံးစံမရှိတရွာသားရီးစားလို့တော့လွမ်းရတယ်တလင်နေလဲမွေးနဲ့တလင်နေလဲကျွေးနဲ့တခါရလဲငါသမီးမယ်ရီဈေးတင်ဖို့ ငါညမမြတ်ထသမီးရောင်မတူပညာတိုင်းမချစ်ချစ်တိုင်းမညာတချုံွယ်တမဲမိတွေ့အောင်တွေ့တရားလွန်းဒေါမနိတွေ့ဒေါမင်းမိညုတ်ခွေးမိရသည်ပရိယေတထောင်းမာယာတသိအပလိအနန္တငကိုရှိမှနှကိုင်းထွန်းငကိုရင်ကလေးမှုပြဲမှုမလို့နမလိုကျဲမောင်ကိုပေါနမများလေမောင်ချီခင်စွနမလင်နေမောင်ဖိန်စိနမကိုမောင်ကြောက်ကြ နမထိလေမချီအောင်နာနမကျင်တန်းရှိမောင်ကျင်းမရှိပညာကိုလိုသောရက်ရွာကိုစွန်ဥစ္စာကိုလိုသောသားမယားကိုစွန်ပကတ်လွဲသောလက်ကကပါကိုအိုးဆိုးနိုင်နေပဝါပါစက်သားထုတ်တော်စွန်တက်တရွာသားရီစားလို့တော်လွန်ရတက်ပစုံစေကလေးငယ်တော်လဲပင်လေကူတက်ဖတ်ပေါ်စူးကြလဲဖတ်ပေါက်စူးပေါ်ဖတ်ကြလဲဖတ်ပေါက်ဘူးကောင်းသောစင်ခန်လင်ကောင်းမဆန်ရဘိုင်းကောင်းသောပြိသမီးတံမိုးရှိမဘလိုက်တော်မိုက်ဖတ်ပါ မကိုမေမအုတ်ကိုခင်မယားထီသားကြည့်မယားနဲ့နွားမတနာနဲ့မယားတင်ရင်လင်မို့ဆိုမယားမကောင်းလေကြုံပြောမရပါသားနောက်လိုက်ခေါ်မတထောင်တကောင်ဘွားမယားနီစာကြောင့်ဒီမကန်ဆိုးမှသွားရမိုးလိုက်လို့ရွာကုံရှုံးတော့တစ်ခေါက်လင်ကုံရှုံးတော့တစ်တလုံးမှကဲမကောင်းတော့လေသားပြည့်စုမရမကောင်းတော့ကြုံပြည့်စုကျေးဇူးမတင်လင်မရ။ကျမအင်လေတော်များပါလေမိမအင်လေတော်စကားပါလေ။ ကျမတော်လုံးမိုးမလင်းစဖတ်တော်မှာမိုးလင်းနေချိုးတယ်လူလူနွားဝယ်မိပါ မရအိတ်နေစစင်းသည်ခဲမကိုခဲကိုဇံမိုးကမမငါမယုံငါမရမေမင်းကတော့ကျုံမွန်ပေါခွေးလောက်မှမကောင်းမိုးဆိုးမအိမ်ထောင်ခွေးမဟောင်းမိန်းနာပခတ်တွင်ရာဇာပစင်မိမကိုမကောင်းထင်စောင်းဝင်တော့သည့်မိမမီးနေယောက်ျားဖောင်စီ